အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Erling Haaland ရဲ့ performance နဲ့ဆွမ်းဆောင်ရည်ကတော့တော်တော်လေးကိုကြောက်ဖို့လံဖို့ကောင်းတယ်ဒါ Haal Erling Haaland ဆိုတာကအခုလက်ရှိကမ္ဘာဘောလုံးလောကရဲ့ Center Forward စစ်စစ်ထဲမှာ Hurricane နဲ့သူကအကောင်းဆုံးလို့ပြောလို့ရတယ်အသက်အရွယ်အပြင်သူဟာအခွင့်အရေးအများကြီးရှိသေးတယ်အသက်ကအခုမှ25နှစ်ပဲရှိတယ်ရောက်လေရာအသင်းတိုင်းမှာ twin goal အနဲ့ပွဲရီထွက်တူညီလောက်တဲ့အထီချေဆွမ်းပြသူဖြစ်တယ်။ဟာဟာလန်ကအခုလောလောဆယ်မှာမန်ချက်စတာစီးတီးရဲ့ DRT top goals ဆိုတာနော်ဝေးလေးမစ်စ်အတွက်သူကစားခဲ့တဲ့ပွဲပေါ့လေ။နော်ဝေးတဲ့ကစားတာစုစုပေါင်း56ပွဲပဲကစားတယ်။ twin goal 52 goal twin ထားပြီးတော့ Manchester City မှာ60နဲ့ဒါ8 goal twin ထားတယ်။ 108ခုပွဲမှာ98ခုဆိုတော့ဒါကအခုမကြာမီ108ပွဲမှာ98ခုပရီးမီးယားလိတမိုင်းတစ်လျှောက်အမြန်ဆုံးစံချိန်ရဖို့တော့နှိစက် နေသူဖြစ်တယ်။မနေ့ကဒီအလင်ဟာလန်ကဒါဒီအဟာလန်ကအခုဘုံမောက်နဲ့ကစားခဲ့တဲ့နောက်ဆုံးပရီးမီးယားလိပွဲမှာသူ့ရဲ့ twin goal ကဒါဘယ်လိုပြောမလဲပရီးမီးယားလိ10ပွဲမှာစုစုပေါင်းသူ့ရဲ့ twin goal က73 goal twin လိုက်တယ်။ဆိုတော့အခုလောလောဆယ်မှာဒါ Manchester City ရဲ့ DR ဒီဟာလန် twin goal ကပရီးမီးယားလိ73 goal ပြိုင်ပွဲဆုံးမှာ ဒါစုစုပေါင်း16ခုတွင်ထားတဲ့ကလပ်နဲ့လေဝေးစင်အတွက်တူတဲ25ခုနိုဝင်ဘာတော့နိုဝင်ဘာ2ရက်ပဲရှိတယ်။ဟာလန်ကလေဝေးစင်အသင်းနဲ့ကလပ်အတွက်တူတဲ့ twin ကို25ခုဒါကတကယ့်ကိုချောက်ခမန်းလီလီအမခန်ဆွမ်းဆောင်ရေးပဲ။မန်ချက်စတာစီးတီးအတွက်တရနဲ့ခုနှစ်ပွဲမှာ98ခုကျွန်တော်တို့ပရီးမီးယားလိတမိုင်းမှာဆိုရင်ဗျာ twin ကို100ကိုအမြန်ဆုံးရတဲ့ကစားမကဟာလန်။သူကြည့်ကြတော့မလို့ဗျာအလန်ရှီးယားအပါဝင်အကုန်လုံး ဒါပေမဲ့ဟာလန်ရဲ့ဒီယာဒီမန်ချက်စတာစီးတီးကိုရောက်လာတဲ့အချိန်မှာ159ပွဲမှာ142ကိုသွေးထားတယ်လက်ရှိဟာလန်က injury တာမဖြစ်နဲ့အဲ့လောက်ထိကောင်းတာကျွန်တော်ပြအခုဘုံမောက်ကိုကျွန်တော်တခုပဲနားမလည်တာကအဲအဒိုနီအီရူလာဒီနီးပြက one of the best coach ပြဒီရမ်အသက်43နှစ်ပဲရှိတယ်ဒါပေမဲ့ Manchester City နဲ့ Haaland လို့ PC ကစားမမျိုးကို Highland ကစားတာနှစ်ကြိမ် Highland ကစားတယ်နှစ်ချက်လွတ်သွားတယ်တကယ်ဆို Haaland ကဒီမနေ့ကပွဲမှာဒီပွဲမှာ hat trick မက၄လုံးလောက်ထိရတဲ့ ဒါထားပါတော့နှလုံးကွတီ1 by 1 1နှလုံးသွေးနဲ့နှစ်ခိုးစလုံးရတယ်တတိယအလုံးသူခိုးသမားကို chip လုပ်လိုက်တဲ့လုံက तू ခါတိုင်းဆိုရင် तू ကန်ပါ तू ကန်ခြင်းနဲ့ angle ကို तू မရောက်တဲ့အတွက်ကြောင့်ခိုးသမားကို chip လုပ်လိုက်တယ်ဒါပေမဲ့ဟာလန်ရဲ့ခိုးသွင်းတေချာမှုပေါ့လေ hat trick မရရင်တော့မှ तू back to back မှာလေးပွဲဆက်တိုက်နှစ်ခိုးသွင်းတာဒီရာဒီမှာနော်အဲ့တဲ့အဲ့ swan ဆောင်ကြီးကတော့တကယ်ကိုကြောက်ဖို့လန့်ဖို့ကောင်းတယ်ဟာလန်က Manchester City United နဲ့ပွဲမှာနှစ်ခိုးသွင်းတယ်ဘန်လီနဲ့ပွဲမှာနှစ်ခိုးသွင်းတယ် ်အေဗာတန်ရဲ့ပွဲမှာနှစ်ကူးသွင်းပြီးတော့အခုဘုံမောက်နဲ့ပွဲမှာဟာလန်နှစ်ကူးသွင်းတယ်လေးပွဲဆက်တိုက် back to back နှစ်ကူးစီသွင်းနိုင်ခဲ့တယ်ဒါကအခုလက်ရှိမှာဒါလုံးဝကိုမှတ်တမ်းကောင်းရရှိထားပြီးတော့အဲ့ဒါကအရင်ဘယ်သူနဲ့သွားတူလဲဆိုတော့ဒါအခုလက်ရှိကစားမဟောင်းနေတဲ့ကဒါအတကယ်နမဲကျော်ကစားမတွေအားလုံးရဲ့စံချိန်နဲ့သွားတူတယ်အဲ့လီဟာလန်ကအဲ့လောက်ထိကိုကြောင်းတာဒါမန်စီးတီးတခုပဲဟာလန်ကဲဟာလန်တယောက်တည်းကိုအရန်အားကိုးနေရတဲ့အခြေအနေကိုမန်ချက်စတာစီးတီးနည်းနည်းတော့ အာသတိထားရမယ်။ဘာကြောင့်လဲဆိုတော့ Manchester City အသင်းမှာဟာလန်ကတွင်ကိုဒါ73ကိုတွင်ထားတဲ့အချိန်မှာကျန်တဲ့ကစားသမားတွေအားလုံးကတကိုးစီပဲတွင်ထားတယ်။ဒီတစ်ချက်ပဲဒါလက်ရှိမှာကျွန်တော် Field Foden ရှိကပိုကောင်းတဲ့ performance ရမယ်။ Ryan Chucky ကတော့သူကဖန်တီးမှုရှင်ဖြစ်တယ်။ဟာလန်တွင်တဲ့နှစ်ကိုးလုံးကိုသူပဲဖန်တီးတာ။ Chucky ရှိကကျွန်တော်တို့ကတွင်ကိုထက်ဖန်တီးမှုရမယ်။ Maybe late run တွေကနေ Ryan Dersey ကတွင်ကိုရမယ်။တောင်မန်တွေက Doku တို့တစ်ဖက်က ဆဗီညိုတို့ဗမက်ဟာလန်ကတော့ကျွန်တော်အမြင်ရဆိုရင်တော့လက်ရှိအကောင်းဆုံး striker ပဲ hurricane goal တွေတွင်းနေတယ်ဆိုပေမဲ့ pure striker striker တယောက်ရဲ့ဒါဘယ်လိုပြောမလဲခန်းစားချက်ရ striker စစ်စစ်ဆိုရင်ဟာလန်ကတကယ် you know ဆိုတော့ထားပါတော့အာဒီကောင်ဟိုလူရှိမှဒီလူရှိမှဒါပေမဲ့အခုလောလောဆယ်ဟာလန်ကိုကြီးလိုက်ဒါအခု de bruyne လည်းမရှိတော့ဘူးဒီတစ်ဖက်က ဒီတခြားကစားသမားတွေထဲမှာတော်တော်များများမရှိတော့ဘူးသူစွမ်းဆောင်ရင်ကောင်းပြတယ်ဟာလည်းကတေးကြတယ်မကြပြီမာသူ့ရဲ့ record breaking မှတ်တမ်းကိုချိုးတော့မှာဆိုတော့အခုဒီယာဒီမာဟာလန်ဟာဒါ Manchester City အတွက်16ပွဲမှာ19ဂိုးသွင်းပြီးပြိုင်ပွဲစုံမှာ25ဂိုးသွင်းထားတယ် club အတွက်ဒါအခုလောလောဆယ်မှာအလန်အလန်ရှီယာက124ပွဲမှာ Premier League သွင်းဂိုး100သွင်းထားတယ်ဟာလန်က108ပွဲပဲရှိသေးတယ်68ဂိုးရှိပြီတော့တေးကြတယ်မကြပြီမာ အလန်ကတေချာပေါက်ချိုးမှာဖြစ်တယ်။ဒါ68ကို108ပွဲမှာ68ကိုဆိုရှီယာတင်ထားတဲ့စံချိန်ကိုလည်းချိုးမယ်။ဟာရီကိန်းဆိုရင်130ပွဲမှာတွင်းကို100ပြည့်တယ်။ဆိုတော့စံချိန်တင်များနဲ့လူသားကတော့ဟာလန်က DRB မှာနောက်ထပ် record breaking ဘယ်လောက်ထိထပ်သွင်းအောင်လဲ။သူစောစောင်ကြီးကောင်းပြတယ်ပထမတုန်းပထမရာသီတုန်းကစံချင်းကိုထပ်ပြီးချူမလားဟာလန်ပေါ်ဘလို့မြင်ကြလဲဟာလန်ကတော့ဟာလန်ပဲအခုဆိုရင်တကယ်ကိုအကောင်းဆုံးပုံစံကိုဆက်ပြီးပြသနေသူပါအားလုံးကျေးဇူးတင်ပါတယ်